ဘုံမောက်တင်ရတိုက်စစ်မှုစီမံရေးကိုအပြိုင်ဆိုင်ဝင်စားလာတဲ့လီဗာပူးနဲ့မန်ယူပရီးမီယာလီဂ်ထိုင်တန်းကလပ်အသင်းကြီးနဲ့တင်ဖြစ်တဲ့မန်ချက်စတာနဲ့တင်တဲ့လီဗာပူးတင်းတို့ကလက်ရှိချိန်မှာဘုံမောက်တင်ရတိုက်စစ်မှုအန်တိုနီစီမံရေးကိုခေါ်ယူဖို့အတွက်အပြိုင်ဆိုင်ဈေးကွက်ထဲကိုရောက်ရှိလာခဲ့ပြီးဖြစ်ကြောင်းအင်္ဂလန်နဲ့စပိန်မီဒီယာတွေကဖော်ပြလိုက်ပါတယ်။အသက်၂၅နှစ်ရွယ်ရှိပြီဖြစ်တဲ့ဂါနာလက်ရွေးစင်တိုက်စစ်မှုစီမံရေးကဒီရက်ဒီမှာပြသနေတဲ့အမကန့်ချီစွမ်းနေကြောင်းမဲ့အသင်းကြီးရဲ့စိတ်ဝင်စားမှုကိုအကြီးကျယ်ခံရတာဖြစ်ပါတယ်။ဘုံမောက်လိုမျိုးတင်းရတဲ့တင်းကကစားမတူဦးကိုအသင်းကြီးနဲ့တင်ပြိုင်ဆိုင်စိတ်ဝင်စားတာကသူရဲ့တိုက်စစ်ပိုင်းဆွမ်းဆောင်ရေးဘလောက်ထက်မြတ်ကြောင်းကိုတသက်သက်ပြသနေပါတယ်။ အဲ့တော့ဒီစီပန်ယောကလက်ရှိပရီးမီးယားလိဂ်ရာသီကိုမြန်မာနိုင်ငံကကောင်းကောက်တဲ့ပုံစံနဲ့စတင်ခဲ့ပါတယ်။သူကဒီရာသီရဲ့ပထမဆုံးပရီးမီးယားလိဂ်ခုနှစ်ပွဲမှာလည်းစုစုပေါင်း၉ခုထိသွင်းယူထားကာကိုပန်နီမိုရီကိုပါတိုက်ရိုက်ပြုလုပ်ထားခဲ့ပါတယ်။ဒီလိုမျိုးဆန်းဆန်းကြီးတွေကလက်ရှိဂိုးတင်းစရာကိုအိုးဆောင်နေတဲ့မန်စီးတီးတင်းရဲ့တိုက်စစ်မှုဟာလည်းနဲ့တောင်ဂိုးကွာချချက်အနေနဲ့လာရှိတော့တာကြောင့်သူရဲ့ဆန်းဆန်းကြီးကအားအသင်းစရာဖြစ်လာနေပါတယ်။ပုံမောက်တင်းလို့တင်းကလေးတီးတင်းကနေဒီလိုမျိုးဆန်းဆန်းကြီးကိုပြသနိုင်တဲ့ကစီပန်ယောရဲ့ဆုံးသက်တီးချက်မှုပြည်မြမှုနဲ့ပြိုင်မဲ့ခံစည်းကိုဖျက်ဆီးနိုင်စွမ်းရှိတဲ့အခြေအချင်းတွေကိုဖော်ပြနေတာဖြစ်ပြီးသူရဲ့ခြေစွမ်းကြောင့်ပဲဘုံမောက်တင်းကရာသီစမှာမျောလင့်ထားတဲ့ဘုံမောက်ကောင်းမွန်တဲ့ရလဒ်တွေရရှိနေကြတာလည်းဖြစ်ပါတယ်။ အန်တိုနီစီမန်ညိုရဲ့ဇီကွတ်တမိုးကလည်းသူ့ရဲ့ရာသီစခြေစွမ်းနေတောင်မှာဒဟုံတို့မြင့်တက်လာခဲ့ပြီးဒါကိုဘောမော့တင်ကမြတ်ထုတ်ဖို့ကြိုးပမ်းလာပွဲရှိနေပါတယ်။မန်ချက်စတာနဲ့တင်တဲ့ဘဝူးတင်တို့ကလက်ရှိမှာတိုက်စစ်ပိုင်းကိုအားရင်ဖြည့်တင်ဖို့အတွက်ရီဒိုမီကစားမားတွေကိုရှာဖွေနေကြတာလည်းဖြစ်ပါတယ်။ယူနိုက်တက်တင်ကသူ့ရဲ့တိုက်စစ်ပိုင်းမှာအားနည်းမှုတချို့ရှိနေတဲ့ကစားမားတွေရဲ့ဝေဖန်ခံရတဲ့ခြေစွမ်းတွေကိုစားထုတ်ဖို့အတွက်စီမန်ညိုကိုအလိုရှိနေပြီးစီမန်ညိုပန်းနေလိုက်ရှိတဲ့တိုက်စစ်မှုကသူ့ရဲ့တိုက်စစ်ကိုပိုပြီးမြန်ဆန်သွက်လက်စေဖို့အတွက်အဓိကလိုအပ်ချက်ဖြစ်နေပါတယ်။ဒီဘဝူးကလည်းနီဗျာရဲ့ပရက်စစ်နဲ့ကိုက်ညီတဲ့တိုက်စစ်ပိုင်းပုံမှုရွေးချယ်စရာများပြားစေဖို့အတွက် လင်းမြန်တဲ့တိုက်စစ်မှုတို့အုပ်ကိုခေါ်ယူဖို့စိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်စစ်ပန်းကြီးကိုခေါ်ယူဖို့အတွက်အသင်းကြီးနေတဲ့ကြားကပြိုင်ဆိုင်မှုပြင်းထန်လာဖို့ရှိနေပြီးဘုံမော်တင်မာတို့တရွေ့ဒီကောက်ကစားမကိုရောင်းချမယ်ဆိုရင်တော့တန်မှုကြီးမားတဲ့ပြောင်းရွှေ့ခြေကိုရရှိရန်ရည်ရွယ်နေပါလေတည်ကြပါတယ်ဘယ်တင်ကစစ်ပန်းကြီးကိုခေါ်ယူနိုင်မလဲဆိုတာကတော့လာမယ့်ဇန်နဝါရီပြောင်းရွှေ့ခြေကမှစိတ်ဝင်စားစရာအကောင်းဆုံးကြောင်းရတစ်ခုဖြစ်လာပါလိမ့်မယ်စီမံကြီးဝတ်သူ့ခြေစွမ်းကိုဆက်လက်ထိန်းသိမ်းထားနိုင်မှာကပိုးပြီးကြီးမားတဲ့တင်းတင်းစီကိုပြောင်းရွှေ့နိုင်တဲ့လားလာတွေပုံပုံများပြားလာမှာပဲဖြစ်ပါတယ်။ဒီမှာဒီနေ့တက်တဲ့အမားတို့ချစ်တဲ့